CHID ဘဏ်ကလုပ်ငန်းရှင်များအတွက်ချင်းဝေရမျိုးဝဆား၃မျိုးကိုထုတ်ချိန်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆောက်လုပ်ရေးဝန်ကြီးဌာန၏ဆောက်လုပ်ရေးအရာနှင့်အခြေခံအစအုပ်ဖွံ့ဖြိုးရေးဘဏ် CHID ကလုပ်ငန်းရှင်တွေအတွက်ချင်းဝေရမျိုးအစား၃မျိုးကိုထုတ်ချေးပေးနေတယ်လို့သိရပါတယ်။ ဘမ်းမထုတ်ချေးပေးနေတဲ့ချင်းငွေရမျိုးအစားသုံးမျိုးမှာဆောက်လုပ်ရေးလုပ်ငန်းများအတွက် construction လုံးလုပ်ငန်းတိုးချဲ့ရန်လိုအပ်သောရင်းနှီးငွေများအတွက် commercial လုံးနဲ့တင်သားအောင်မြင်ထားတဲ့ကုမ္ပဏီတွေအတွက်တင်သားလုံးတွေဖြစ်တယ်လို့သိရပါတယ်။ construction လုံးကိုဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ contractor တွေရဲ့လုပ်ငန်းလက်ပတ်မှုတွေအတွက်ချေယူနိုင်ပြီးလုပ်ငန်းများလွယ်ကူစွာအတိုးချဲ့လျှောက်လန်းဖို့အတွက်လိုအပ်တဲ့လုပ်ငန်းလှည့်လည်ရင်းနှီးငွေနဲ့လုပ်ငန်းအတိုးချဲ့ဖို့လိုအပ်တဲ့ရင်းနှီးငွေတွေအတွက်အထောက်ကူပြုစေဖို့ commercial လုံးတွေလျှောက်ထားနိုင်တယ်လို့ဆိုပါအပ်တယ်။ဒါအပြင်တင်းထောင်အောင်မြင်ပြီးသားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့လုပ်ငန်းတွေအဆင်ပြေလွယ်ကူစေရုံသာမကပုံမိုးတိုးချဲ့ဆောင်ရွက်နိုင်ဖို့ CHID ဘက်မှတင်းထောင်လု ံးနယ်ပတ်သက်တဲ့ဝန်ဆောင်မှုတွေရယူနိုင်မယ်လို့ဆိုပါတယ်။ CHINT ဘဏ်အနေနဲ့ဒီလိုချင်းဝေဝန်ဆောင်မှုတွေရဲ့ပြင် လုပ်ငန်းအနှံသူနဲ့လုပ်ငန်းလက်ခံဆောင်ရွက်သူတွေကြားလုပ်ငန်းသဘောတူစာချုပ်ပါ စီမံစည်းကမ်းများသတ်မှတ်ချက်များသဘောတူညီချက်များအတိုင်းတိကျမှန်ကန်စွာဆောင်ရွက်နိုင်ဖို့အမခန့်ထားရှိတဲ့ဘဏ်အမခန့်စာရန်ထုတ်ပေးခြင်းကိုလည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။